င်္ဂလာပါရှင်ရှင်းနေရန်ကုန်မြို့တုံးတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့အဘိဓိသမဟာရထာဂုရုဘွဲစိတ်တော်ရရှိတော်မူသောနိုင်ငံတော်ပြည့်ရထိသာသနာတက္ကသိုလ်ရန်ကုန်ပါမခချုပ်ဆရာတော်ရေကုဏဝိသိဌာပုဇော်ဝဲခန္ဓာကျင်းပါတဲ့တင်ဖြစ်ပါတယ် 2025ခုနှစ်သာသနာ့ဆိုင်ရာအဘိဓစမဟာရထဂုရုပွဲစိတ်တော်ရာနိုင်ငံတော်ပြည့်ရတိသာသနာတက္ကသိုလ်ရှန်ကုန်းဘမခချုပ်ဆရာတော်ဒေါက်တာဘတ်ထနာကုမာရရဲ့အဘိဓစမဟာရထဂုရုဂုဏဝိသိတာပူဇော်ပွဲခန္ဓာကိုနိုဝင်ဘာ28ရက်မုံလေးတနားကရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်ကပ္ပအီကုန်းမြေရှိနိုင်ငံတော်ပြည့်ရတိသာသနာတက္ကသိုလ်ရှန်ကုန်းမဟာဝိနည်းသမင်ခန်းမှာကျင်းပကြောင်းသိရပါဗျာ အခမ်းအနားသူနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌတန်လီမင်းကျောင်းဆရာတော်အကမဟာပန္နိတာအကမဟာတတ္တမဇော်ဒီကတစဒေါက်တာဘတ်ထန်နစန်ဒီမာပြည်ဝင်သားနဲ့နိုင်ငံတော်တန်ခမဟာနာယကအဖွဲ့အကျိုးတော်ဆောင်မန္တလေးမြို့မစိုးရင်တိုက်သည့်မဟာနာယကဓမ္မသမင်းတီကျောင်းဆရာတော်အကမဟာပန္နိတာဘတ်ထန်နဝါသစ်ထားပြည်ဝင်သားအမှုပြုသောပင့်တန်ငါတော်18ပါးနဲ့တပည့်တန်ငါတော်များကြောက်ရွံ့တော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့ဝင်းကြီးချုပ်ဦးစုသိန်းနှင့်ဇနီးသာသနာရေးနှင့်အင်ဂျင်မှု င်ကြီးဌာနဒုတိယဝင်ကြီးဦးဝေထွန်းတိုင်းဒေသကြီးဝင်ကြီးများနဲ့၎င်းတို့ရဲ့ဇနီးများဌာနဆိုင်ရာတာဝန်ရှိသူများနဲ့အလူရှင်မိသားစုများတက်ရောက်ကြည့်ညိုကြပါရယ်ရှေဦးစွာနမောတတသုံးကြီးရုပ်စုဖရာကတော်၏အခမ်းအနားကိုဖွင့်လှစ်ပြီးနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌတန်လိမင်းကျောင်းဆရာတော်ထံမှဧပြိသက်များကငါးပါးတီလာခိုင်ဆောက်တည်ကြပါရယ်အဲဒီနောက်ပါမခချုပ်ဆရာတော်ဒေါက်တာဘတ်တနာကုမာရရဲ့ထေရုပတိအကျဉ်းကိုဆရာတော်ဘတ်တနာဝီစိတ်တာမနာပရာကြီးက၎င်း ထွတိဝဋ္ဌနာဂါထာကိုဗိမ့်မြူအောင်မင်္ဂလာကျောင်းဆရာတော်ဗတ္တနာဓမ္မဝင်သားက၎င်းရွတ်စုပူဇော်ကြပါရယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်းနဲ့သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝေထွန်းတို့ကသာသနာရေးဆိုင်ရာများရှောက်ထားကြပါရယ်။အရင်နောက်တပင်အမှုပညာရှင်မန္တလေးသိန်းစောနှင့်တေးတန့်ရှင်ရှွန်းလင်းအောင်တို့ကအဘိဓိစာအကုဏဝိသိဋ္ဌပူဇာ80ပေါ်တည်ထက်နှင့်မင်္ဂလာယတုပိုက်စုံလို့ဖြင့်တည်ဆူပူဇော်ကြပါသည်။ အရင်ကအဘူဇော်ကန်ဆရာတော်ဖျားကြီးနဲ့တကွဆရာတော်တန်ကတော့အရှင်မြတ်တို့ထံလူဝဲဝိတ္ထုပစ္စည်းများဆက်ကပ်လူတင်ကြပါတယ်။အရင်နောက်အခါပိတ္တစာပါမခချုပ်ကျောင်းတော်ဒီဆောက်ရံနေဆရာတော်ကြီးသာသနာပြုလုပ်ငန်းအသုံးပြုရန်မှတ်တော်ရင်တစီနိုင်ငံတော်ပြည်ရထိသာသနာတက္ကသိုလ်ရှင်ကုန်အတွက်ဆုံးပြေတာပြီးအလူငယ်တို့ကိုအလူရှင်များကပေးရလူတန်းရာရှင်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကလက်ခံကြပါတယ်။ အဲ့နောက်နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့အစည်းတို့ဆောင်မန္တလေးမြို့မစိုးရင်တိုက်တဲ့မဟာနာယကဓမ္မသမိန်တီကျောင်းဆရာတော်အကမဟာပန္နိတဗတ္တနာဝါဒေတာပြည်ဝင်သားထံမှဧပြီသက်များကအနုမောဒနာတရားနာ၍လူဒန်းမှုစုစုတွေရေဆက်သွန်းလောင်းအမြပေးဝေကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွေထက်ကိုကပြပို့လာတာပါဆလတ်တင်ဆက်ပြီးမှာကတော့အင်းစိန်မြို့နယ်ခမ်းမတွင်ရှေးဥပြည့်စုခြင်းအခြေခံတင်းနဲ့စင်ပွဲများကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံချက်ချင်းဒီအတင်းအင်းစိန်မြူနဲ့ချက်ချင်းဒီအတင်းကွဲ2025ခုနှစ်လူမှုအတွင်းရှေးဥပြုစုခြင်းအခြေခံတင်နန်းတင်မြင့်ဆောင်2025မှ23မြင့်ဆောင်2025ထိတင်နန်းများဆင်မွေးကိုနိုဝင်ဘာ29ရက်နေ့နက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြူနယ်ခမ်းမတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များမြန်မာနိုင်ငံချက်ချင်းဒီအတင်းဥက္ကဋ္ဌပေါမုခဒေါက်တာမြွညွန်းမြန်မာနိုင်ငံချက်ချင်းဒီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှုချုပ်ဥက္ကမှုကြီးနဲ့တာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများတင်နန်းနီးပြများတင်နန်းသားတင်နန်းသူများဖိတ်ကြားထားတဲ့ဧည့်သည်များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဦးစွာစစ်ချေနီတပ်ဖွဲ့ဝင်များကစေတနာလှုပ်ဝါရှင်တခြင်းဖြင့်ဖြောပြကြပါတယ်။အဲဒီနောက်ရှောင်းကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကအမှာစကားပြောကြပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံချစ်ချိတ်နေတဲ့ဥက္ကဋ္ဌပေါမခဒေါက်တာညွညွန်ကအကုန်ပြုစကားပြောကြားပါရယ်အဲဒီနောက်ရှာကွန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းကတင်နန်းစင်းចောင်းသားចောင်းသူများမှပထမဆူရရှိတဲ့ចောင်းသားចောင်းသူ6ဦးအားဆုမြတ်တီးတီးချင်းမြင်ပါတယ်။အဲဒီနောက်မြန်မာနိုင်ငံချက်ချင်းနေအသင်းဥက္ကဋ္ဌပေါမခဒေါက်တာမျိုးညွန်းကမြန်မာနိုင်ငံချက်ချင်းနေအသင်းမှအရေးပေါ်လူနာတရင်နှစီအားအင်းစိတ်မျိုးနဲ့လေကူးမျိုးနဲ့ချက်ချင်းနေအသင်းွယ်တာဝန်ရှိသူများထံလွှဲပြောင်းပေးရပါတယ်။အဲဒီနောက်ရှာကွန်တိုင်းဒေသကြီးဝင်းကြီးချုပ်နဲ့အဖွဲ့က မြန်မာနိုင်ငံချက်ချင်းဤအသင်မှလွှဲပြောင်းပေးရတဲ့အရေးပေါ်လူနာတရေနှစီအားလှည့်လည်ကြည့်ရှုစစ်ဆေးပါရယ်။အဲဒီနောက်ရှေးဥပြုစုခြင်းအခြေခံတင်နယ်များတွင်ဆူရရှိတဲ့ចောင်းသားចောင်းသူ69ဦးနဲ့ဆွမ်းဆန်းတပန်ဆောင်ရွက်ခဲ့ကြသူများကိုတာဝန်ရှိသူများကဆုများတီးတီးချီးမြှင့်ကြပါတင်နယ်စင်ចောင်းသားចောင်းများကိုတင်နယ်စင်လက်မှတ်များပေးရကြကြောင်းသိရပါရယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ။